အရှင်သူမြတ်တို့မင်္ဂလာပါလက်ကီ channel ကနေကြိုဆိုပါရယ်ဗျဒီ line ကနေတဆင်အရှင်သူမြတ်တို့ရဲ့ဘဝကိုစိတ်ချမ်းသာရည်ချမ်းသာကြွယ်ဝရည်စိတ်သက်သာရာရည်အိကရာကောင်းကျိုးများစွာယူဆောင်လာပေးနိုင်မယ်အကြောင်းအရာကောင်းလေးတွေကိုမျှဝေပေးတော့မှာဖြစ်ပါတယ် like လုပ်ရင် follow လုပ်ရင်နဲ့ subscribe လုပ်ရင်ကိုလည်းမမိချင်နေအောင်နော်ဒီလိုကောင်းတဲ့အရာလေးတွေကိုအရှင်သူမြတ်တို့အတာနေ့တိုင်းယူဆောင်ပေးနေမှာမို့လို့ပါဒီနေ့ ဇေယရောကနေအရှင်သူမြတ်တို့ကိုစံစစ်များဖြင့်ဒနဥ္စာဆွဲဆောင်နည်းလေးကိုပြသပေးသွားမှာဖြစ်ပါတယ်။ဒီအလုပ်လေးကရိုးရှင်းပေမဲ့တရတရားတွေဆွမ်းအားတွေနဲ့ပြည့်နေပါတယ်။အိမ်မှာနေရင်ဘာလို့မဆိုလှုပ်ဆောင်နိုင်တဲ့နီလန်းလေးပါပဲ။ဘာလို့စံစစ်ဖြစ်ရတာလဲခင်ဗျာ။ဘာကြောင့်လဲဆိုတော့စံစစ်ဆိုတာလူသားအလုံးကိုအသက်မွေးဝမ်းကြောင်းပေးတဲ့ပူဇော်ထိုက်တဲ့အရာတစ်ခုဖြစ်လို့ပါပဲ။ ဒါဟာကျွေးဝချမ်းသာခြင်းရဲ့သင်္ကေတတစ်ခုပါပဲ။စံစစ်တစ်စစ်ဟာလယ်သမားတွေရဲ့ကောင်းမှုကုသိုလ်တွေပါပဲ။ကျွန်ုပ်တို့နေ့စဉ်အသက်မွေးရလဲမြေကြီးရဲ့ဆွမ်းအားတွေပါပဲ။ဒါကြောင့်မို့လို့ကျွန်တို့စံစစ်ကိုငွေရဲ့ဆွမ်းအားနဲ့ပေါင်းဆက်လိုက်တဲ့အခါကျွန်တို့ရဲ့အိမ်ထဲကိုကံကောင်းခြင်းချမ်းသာခြင်းရဲ့ဆွမ်းအားတွေစီးဝင်လာဖို့ဖိတ်ခေါ်ရရောက်သွားပါလေ။ပထမဦးဆုံးအနေနဲ့တန့်ရှင်တဲ့စံတစ်ခွက်ကိုပြင်ဆင်ပါ။ ဖန်ခွက်တော့မဟုတ်သမဲစားခွက်တည်းထဲပါပြီးရင်ငွေတမျိုးမျိုးကိုပြင်ဆင်ထားပါ တထောင်တန်းငါးရာတန်းတော့ဟိုဒင်းကပြားလည်းခင်နိုင်ပါတယ်ဒင်းကပြားသုံးမယ်ဆိုရင်တော့အရှင်သူမြတ်တို့စားရည်ထဲမှာစိန်ထားဖို့လိုပါတယ်ဒီငွေနဲ့လာတတ်တဲ့မကောင်းတဲ့အရာ အနှုတ်ဆွမ်းအားတော့မဟုတ်ကံဆိုးကြိုးတွေကိုတန်ရှင်းပြဖို့အတွက်ပါဒါမှသာဖျားပူစော်ဖို့တန်ရှင်းတဲ့ဆွမ်းအားခင်ပြောင်းလဲတော့မှာဖြစ်ပါရဲ့ ဘုရားအားလုံးအစဉ်ပြေးပြီဆိုရင်တိတ်ဆိတ်တဲ့နေရာမှာထိုင်ပါဆန်ခွက်ကိုရှေ့မှာထားပါငွေကိုထည့်ပါခပ်ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်ပါစိတ်ကိုတည်ငြိမ်အောင်ထားပြီးဘဝမှာဖြစ်ချင်တဲ့ကြွယ်ဝချမ်းသာမှုပျော်ရွှင်မှုအောင်မြင်မှုတွေကိုမြင်အောင်ကြည့်ပါနာချာလီတိနာမပါထငွေကြီးဥစားမပြတ်မလတ်ရှိဝင်လာပါစေကံကောင်းခြင်းကျေးဇူးအပေါင်းတည်ကျွန်ုပ်စီတို့ရောက်ရှိလာပါစေ။ စီတီငင်းနဲ့ယုံတည်မှုအပိ၃ကျင့်သုံးဟုံး၉ကျင့်တရားရွတ်ပါပြီးရင်ပါဠိဘာသာနဲ့သုတောင်းမေတ္တာပို့တာတဲ့စကားကိုရွတ်ဆိုပါဘဝတုတက်ပြလာဘသံပတိဘဝတုတက်ပြဒဏ္ဏရတ္တောပြုလုပ်မီကျွန်ုပ်မှာကံကောင်းအလုံးစုံရရှိပါစေဖြစ်စည်းဥစ္စာငွေကြီးဂုံတိခါတွေတိုးပွားချမ်းသာပါစေ။ စံစစ်တီတီလီတွေကတာမန်လုထင်ပေမဲ့တကယ်တော့ဒါဟာကောင်းမှုကုသိုလ်တွေနဲ့ပြည့်နေတဲ့ဘဝဆွမ်းအားတွေပါပဲကျွန်တော်တို့စိတ်ဆင်ဆင်နဲ့လှုပ်ဆောင်တဲ့အခါကောင်းမှုကုသိုလ်ရဲ့ဆွမ်းအားဟာကံကောင်းခြင်းချမ်းသာခြင်းတွေကိုဤကံမုံချဆွဲဆောင်လာမှာပဲဖြစ်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ like လုပ်ရန် share လုပ်ရန်နဲ့ lucky channel ကို subscribe လုပ်ရန်ကိုလည်းမမေ့ကြနိုင်ဘူးเนาะနေ့တိုင်းကံကောင်းစေဖို့ ကောင်းမှုတွေရရှိဖို့နေလန်ကောင်းလေးတွေကိုလက်မလွတ်ခံနေပါအရှင်သူမြတ်အားလုံးလက်ယာတို့ချမ်းသာကုန်ကြီးစုတွေနဲ့ပြည့်စုံကြပါစေငွေကြီးဥစ္စာများမပြတ်မလတ်စည်းဝင်လာပါစေတာတို့အီးမေချိုးစင်တို့ဖီအီးမေဟုံးတို့တာချင်းတို့ဖီ